နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့ KK Park ကိုစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့က၄ရက်ဇက်တိုက်ဘုံဖောက်ခွဲလိုက်ပြီးတော့ထိုင်းဘက်ချမ်းကိုပါဘုံအစများလွင့်ဆင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ24ရက်နေ့ကစတင်ပြီးတော့28ရက်နေ့အထိ KK Park ကိုစစ်ခွေးလက်အောက်ခံ BGF တပ်ဖွဲ့တွေကနေ့စဉ်ဇက်တိုက်ဖောက်ခွဲလျက်ရှိရာဒီကနေ့အော်တိုဘားလ28ရက်မနေ့10နာရီဝန်းကျင်အချိန်မှာ BGF ကနေကင်းအချိန်မှာပါဖောက်ခွဲလာတယ်လို့သိရပါဗျ။၎င်းဖောက်ခွဲမှုကဘုံအစနာများနဲ့အစိပ်ပိုင်းများဟာထိုင်းနိုင်ငံဘက်အချမ်းမှာရှိတဲ့နေအိမ်များပေါ်ကိုကျရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အော်တိုဘားလ23ရက်နေ့ကစတင်ပြီးတော့ KK ပတ်ကကြားဖြန့်လုက္ကင်နေတဲ့နိုင်ငံသားများအပါအဝင်ကြားဖြန့်လုက္ကင်သူများကို BGF ကနှင်ထုတ်ခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံဗတ်အချမ်းကိုကြားဖြတ်လုသားနိုင်ငံသားတထောင်ကျော်ဝင်ရောက်ထွက်ပြေးလာကြတယ်လို့သိရပါဗါးထိုင်းအစိုးရကကြားဖြတ် KK ဘက်ကနေထွက်ပြေးလာတဲ့နိုင်ငံသားများကိုထိမ့်သိမ်းစီစစ်မှုများလှုပ်ဆောင်လျက်ရှိတယ်လို့ပြောပါဗါအချမ်းမဆက်တက်က KK ဘက်က KNU နဲ့ပတ်သက်နေတယ်ဆိုပြီးတော့ဝင်ရောက်စီးနှင်းမှုများလှုပ်ဆောင်ခဲ့ပြီး KNU ကတော့ KK ဘက်က KNU နဲ့လုံးဝမပတ်သက်ဘူးလို့ညင်းဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ